။ဇူမာတော့တကယ်တကြီးမှနေပြီပဲ။အဲ့ဒါကိုယ့်ရဲ့သားသမီးကိုဟိုထိတ်သိမ်းနိုင်တယ်။အဲ့ဒါဟိုကိုယ့်ရဲ့ဘုရားဘာသာပေါ့နော်။အစီကအဲ့ဒါလေးကိုလည်းကလေးလို့ listen ကန်းနေဟာကြတော့ဟိုသူ့ကိုချီးကျူးတယ်တော်တယ်။ဟိုဟိုအရန်ကိုဘလို့ခေါ်ပဲ။သားသမီးပေါ်မှာခိုင်းလို့တာအရန်တော်တာပေါ့နော်ကိုတော်မှအဲ့လိုမလုံနိုင်ဘူးသူတော်တော်လုံနိုင်တယ် အဲ့အိမ်မှာဆိုရင်အဲ့လိုမျိုးသူခလေးလိုပဲနေတာလေဘာမှလည်းမလုပ်ရအောင်ဆိုတာအဲ့တော့တခုဦးစီးနိုင်ပါမလားပေါ့အဲ့အခုကျတော့သူ့သူဟောက်နေတာပဲ ွှေရီပြည့်မီစတိုင်းဆန်ရေဒနာမှာရွှေချမ်းညစုမှာတော့တနေ့တကြီးမှနေပြီပဲအဲဒါကိုယ့်ရဲ့တာသမီကိုဟိုထိတ်သိမ်းနိုင်တယ်ဟာလာဟိုကိုယ့်ရဲ့ဘုရားဘာသာပေါ့နော်အကြီးကအဲ့ဒါလေးကိုလည်းခလေးလို့ listen ကန်းနေဟာကြတော့ဟိုသူ့ကိုချီးကျူးတယ်တော်တယ်ဟိုအရန်ကိုဘုလို့ခေါ်ပဲ သာသမီပေါ်မှာခိုင်းလို့တာအရန်တော်တာပေါ့နော်ကိုတော်မှအဲ့လိုမလုံနိုင်ဘူးသူတော်တော်လုံနိုင်တယ်အဲ့အိမ်မှာဆိုရင်အဲ့လိုမျိုးသူခလေးလိုပဲနေတာလေဘာမှလည်းမလုံရအောင်ဆိုတာအဲ့တော့တကူဦးစီးနိုင်ပါမလားပေါ့အဲအခုကျတော့သူ့သူဟုတ်နေတာပဲအဓိကပေါ့နော်သူ့ရဲ့အိမ်တော်ပဲပေါ့သူ့ရဲ့အိမ်တော်ဦးစီးရသူ့ပေါ်မှာချစ်မြတ်နိုးတယ်တန်မိုးထားတယ်အဲ့ဒါကြောင့်ဘုရုခေါ်မဲ့အိမ်တော်တို့ကကိုကြီးမကောင်းလို့မရအောင်အိမ်တော်ဦးစီးက လမ်းအမှန်သွားခါကြလားသူတဲ့အဲ့အနောက်ကိုရှောက်ရတာစိတ်ချမ်းသာတယ်လေအဓိကသူ့အောင်ကြရခိုင်လိုက်ရလဲအရာတော်တယ်အင်းအဲ့ဒါယောက်ျားလည်းအရန်ချစ်တယ်ယန်ချစ်တယ်မိသားစုလည်းချစ်တယ်အဲသူ့အောင်ကြအဓိကမဆလို့ကကြိုက်တာစိတ်ဓာတ်လေးပြည်တယ်ဟုတ်ကဲ့အရန်ပြည်တယ်အင်းဟိုတဖက်ကိုလည်းနားလဲတယ်လေအဲ့လိုမျိုးအဲ့ဒါတော့မှလည်းအရန်ပြည်ပြီးတော့ခေါ်တယ်ပြောဖြစ်လားတခါတလေမှပြောဖြစ်သူ့ဟာပဲကြည်နေရသူ့ဟာလိုက်မှမများအင်း အဲတယောက်တော့တော့မဆက်อ่ะအဲ့အမေရိကရောက်တော့တွေ့တယ်လေအငယ်မွေးပြီးမှတော့သူလည်းဒီပြန်မလာဘူးဆိုတာလေအော်တယ်ဒါပေမဲ့ဒါလည်းသဘာဝပဲတင်တယ်နော်ဟိုမိခေတောင်အိမ်တော်ကြာသွားရေသူ့သူ့အိမ်နဲ့ဖြစ်သွားရေအလိုလိုအိမ်တော်ရှင်မကြီးဖြစ်ကုန်တာပေါ့နော်မိသားစုထိတ်သိတက်လာတယ်ဒါဟိုပါ့သူ့ရဲ့သဘာဝပြီးတဲ့ဒါအတွေ့အကြုံတွေဟုတ်တယ်မသိနေတာမျိုးပေါ့ဟုတ်ဟုတ်ဒီမှာလို့ဒါဘယ်လိုခေါ်လဲစစ်စနုံးနဲ့ဒီမှာလေး ူမလေးဟုတ်လားနော်မဘက်ခေါ်တာပေါ့ခူဝီဆိုခူဝီအဲဆန်ဆိုအဲဆန်အဲ့လိုမျိုးခေါ်တာပေါ့နော်ပြီးတော့အတက်ကလေးနော်ကလေးမြောက်စလုံးပါအဲမဆက်တော့သူ့ဘဖားလို့ခေါ်ရမှာလေအဲမခေါ်ရဘူးအဲ့ဒီဆင်းမခေါ်လို့သူကအမေကမန်နေဆိုတာဂျီကိုပြန်လာဖို့လေအဲတိတ်ပြီးတော့ခင်းရင်းတယ်နော်ခင်းရင်းတယ်လေအဲမဆက်တော့အဲလိမ္မာနဲ့ကလေးမြောက်မိရခါတော့သူတို့မိသားစုတွေမဆက်တာဆူတောင်းပေးပါလေတိတိပံအစ်စုံ စိတ်ချမ်းသာကိုချမ်းသာလဲဒီလိုမျိုးဘောတရှာလို့နေသွားနိုင်ပါစေလို့